မင်္ဂလာပါ ITM ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။အမေရိကန်နိုင်ငံရဲ့နယူးယောက်မြို့မှာ Suit 18 Birthday Campaign အတွက်ဒေါန်ဆန်းစုကြည်ရဲ့တန်းငယ်ကိုထိန်လေးနဲ့မြန်မာမိသားစုတွေတွေ့ဆုံခဲ့ပြီးရန်ပုံငွေအဖြစ်အမေရိကန်ဒေါ်လာ9200ကျော်ရရှိတယ်လို့သိရပါတယ်။ King Eric လို့လည်းခေါ်တဲ့ကိုထိန်လေးဟာ March 15ရက်နေ့ကအမေရိကန်နိုင်ငံကို Suit 18 Birthday Campaign အတွက်မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ရောက်ရှိနေတာဖြစ်ပါတယ်။ အဆိုပါတွဲဆောင်ပွဲကိုကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မွန်းတော်အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ကြီးရာဝင်ကြီးနော်ဆူဆန်နာလလတော်ဒေါန်ဆန်းစုကြည်ရဲ့စီဝါရေးကြံပေးရှောင်းတန်နယ်တို့လည်းပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်နယူးယောက်ဒေသခံမြန်မာမိသားစုတွေအပါအဝင်နေဆိုင်ရာမျိုးတွေကမြန်မာမိသားစုတွေမြမနွေဦးတော်လန်ရေးထောက်ပို့အဖွဲ့တွေစုစုပေါင်းတထောင်နီးပါးလည်းတက်ရောက်ခဲ့ကြပါတယ်။အဆိုပါတွဲဆောင်ပွဲအတွင်းကိုထိန်လင်းရဲ့ပုံတူပကြီကားကိုအမေရိကန်ဒေါ်လာ1888ဒေါ်လာ စု18 birthday calendar ကို American dollar 9500နဲ့လေးလံတင်ရောင်းချခဲ့ရပါတယ်။ဒါ့အပြင်စု18 birthday postcard တွေလည်းရောင်းချခဲ့ရပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက်ထောက်ပံ့ရန်ပုံငွေစုစုပေါင်း American dollar 9200ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။